စစ်သားတွေတက်စီပုံးတွေကနေရေတောက်ခဲ့ရတဲ့အကြောင်းရင်းဒုတိယကမ္ဘာစစ်အတွင်းမှာအမေရိကန်စစ်သားတွေကိုတက်စီပုံးတွေကနေတိုက်ရိုက်ရေတောက်နေကြတာကိုအများဆုံးတွေ့ခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီပုံးတွေထဲမှာလောင်စာစီအစာရေတွေဖြည့်ထားတာဖြစ်ပါတယ်။အမှန်တော့တက်မတော်ဟာဂျယ်ရီပုံးလို့ခေါ်တဲ့တက်စီပုံးဟောင်းတွေကိုတောက်ရေတဲဖို့ပြန်လည်အသုံးပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီမှာတခုတည်းသောပြဿနာကအဲ့ဒီရေပုံးတွေဟာလောင်စာစီပုံးအစ်စ်တွေနဲ့အတူတူပဲဖြစ်နေတာပါပဲ။အဲ့ဒီအခါစစ်သားတအူးဟာ မတော်တဆလောင်စာစီကိုတောက်မိနိုင်ခြင်းရှိခဲ့ပါတယ်အဲ့ဒီအကြောင်းရင်းကြောင့်ရေပုံးနဲ့စီပုံးကိုခွဲခြားသိရှိနိုင်စေဖို့ရေပုံးတွေကိုအမှတ်အသားပြုလုပ်ခဲ့ကြရပါတယ် ဒုတိယကဘာစစ်ကဘုံတွေကိုအယောင်စုံစေးတုပ်ရတဲ့အကြောင်းရင်းဒုတိယကဘာစစ်အတွင်းကဘုံတွေကိုအယောင်မျိုးမျိုးစေးတုပ်ခဲ့ကြပါတယ်။ဘာလို့လဲဆိုရင်ဘုံအများစုကိုတန်လွင်စင်းရောင်မဟုတ်ရင်မိကိုရောင်စေးတုပ်ထားပြီးလေရင်ကွင်းတွေမှာရောထွေးဝက်ထားနိုင်စေဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဓာတုဘုံတွေကိုမိကိုရောင်စေးတုပ်ကအပြာရောင်ကိုတော့အနည်းငယ်မရှိတဲ့လေ့ကျင့်ရေးဘုံတွေမှာအသုံးပြုခဲ့ပါတယ်။အယောင်တိုင်းကတော့တည်တံ့အဓိပ္ပာယ်ရှိပါတယ်။ဘာလို့လဲဆိုရင်မှားယွင်းမှုတစ်ခုဖြစ်တာဟာရိုးရှင်းတဲ့တာဝန်တစ်ခုကိုတည်လောက်တဲ့ဘေးအန္တရာယ်ဖြစ်သူပြောင်းလဲစေနိုင်တာကြောင့်ဖြစ်ပါတယ်။